ိမတို့ပျက်စီးခြင်းချောင်းကိုကြမိမတယောက်ပျက်စီးရမှာအကြောင်းအမျိုးမျိုးရှိနေတယ်။ဥစ္စာစီးပွားချို့တဲ့ယုံနေတော့မပျက်စီးကြပါဘူး။ငွေကြေးမပြည့်စုံတိုင်းသာပျက်စီးချမယ်ဆိုရင်ပျက်စီးတဲ့မိမတွေကမရှိတွက်နိုင်အောင်ရှိကုန်ကြလိမ့်မယ်။အချို့မိမတွေကဆင်းရဲလေးလေးတောင်ပေကရလေလေးဖြစ်ပြီးပိုလို့တောင်မှဘိုင်းကောင်းကြောက်ဖြစ်ရိုးသားကြပါရဲ့။ဘဒုအထင်သေးကိုမှလည်းမခံစားပါဘူး။နပိရေတိုးစရာနဲ့စားပြီးတော့အိန္ဒိယထိန်းကြရဲ့။ ရှိတာလေးကိုဖာသေးချုပ်ပြီးကောင်းရောင်းကောင်းဝယ်လုပ်ကင်စားတော့ကြတယ်။ပြက်စီးစားရဲဆိုတာကမပြေစုံမှုတွေလည်းမဟုတ်ပဲလွန်ကဲမှုတွေကပါ ပြက်စီးစေတာဖြစ်တယ်။အစားလွန်ကဲခြင်းအဝတ်လွန်ကဲခြင်းပလောင်ပလဲတွေကရော်ကမယ်တွေလှုပ်လာကြရတော့တယ်။လွန်ကဲမှုတိုင်းရဲ့နောက်မှာ ပြက်စီးမှုနဲ့ဒုက္ခရောက်မှုတွေကပါလာတော့တာပါပဲ။ မိန်းမတယောက်ဟာဆင်းရဲနေရင်ယောက်ျားတွေထက်ရောစားတာပြည့်စုံသူမိန်းမတွေထက်ပါပုံမူပြီးတော့စီးဆောင်းရပါမယ်။ကိုယ်စိတ်ကိုချိုးနိုင်ရပါရဲ့။ဆင်းရဲလေးလေးတတိပုံမူထားရလေပါပဲ။အကြောင်းအကျိုးကိုမျိုးကိုယ်တွင်နဲ့မိန်းမလဲတွေဖြစ်ကြရပြီးပျက်စီးရတယ်လို့ရေးစာဆိုတွေကဆိုမင်းခဲ့ကြရဲ့။အဲ့ဒီအကြောင်းကိုမျိုးကတော့ယောက်ျားတွေနဲ့ပူးကပ်ပြီးအယောတဝင်းနေရ။လင်းနဲ့လာပေါင်းများစွာကင်းဝေးနေတာ။ အဝိအစားချိုခင်လုံးတာလင်ကလင်ကိစ္စကာမကိစ္စမှာမစွမ်းတာပွဲတပင် အပြော်အရွှင်လိုက်စားမမောတာတင်းကြီးထိုင်းမိုင်းနေတာလူများရာကိုသွားတက်လုံးတာလင်နဲ့ခွဲပြီးတော့မိဘညီကိုမောင်နှမအိမ်မှာအနေများတာတယောက်ထဲရောက်တက်ရရာရှောက်သွားနေတာမျိုးပါပဲအဲ့ဒီအကြောင်းကိုမျိုးကတော့မိမတယောက်ကိုပြက်စီးစီရန်ရောက်တယ်လို့ဆိုတယ်အဲ့ဒီပေါ်ပြပါအချက်တွေကမပြက်စီးခဲ့တဲ့မိမတယောက်တောင်မှ ပျက်စီးလာနိုင်စေပါတယ်။လေနဲ့ခွဲလဲနေရစီးပွားရေးကလည်းချိုးတဲ့မိမတွေက65ရာခိုင်နှုန်းလောက်ပျက်စီးဖို့ဖြစ်လာပြီလို့အင်္ဂလိပ်တွေးခေါ်ရှင်ဘတ်ထရူးကတွေးခေါ်ခဲ့တယ်။မိမတွေကတဘာဝကိုမရောက်ရဲနိုင်တဲ့အကြောင်းတရား၄ပါးရှိတယ်။မိထုံလို့ခေါ်တဲ့မိထုံအမှုမှမရောက်ရဲတာ။စနေလို့ခေါ်တဲ့ပျက်စီးဥစ္စာမှုမှမရောက်ရဲတာ။ပုတ်တေးလို့ခေါ်တဲ့တာဖွားရေးမှမရောက်ရဲတာ။အလင်္ကာရေးလို့ခေါ်တဲ့တစားစင်စင်းတွေမှမရောက်ရဲနိုင်တာတွေပါပဲ။ မိန်းမတွေကယောက်ျားတွေထပ်ပို့ပြီးတော့ရောင်ရဲတဲ့စိတ်မမွေးနိုင်ကြပါဘူး။မရောင်ရဲနိုင်တော့လို့လူချင်းမှုများတော့ဖန်တီးမှုတွေများရတယ်။မိုင်ကန်နဲ့ဖန်တီးမှုမလုပ်နိုင်တဲ့အခါမှာပျက်စီးခြင်းစိတ်တွေကမတိမတာဝင်လာပြီးတော့တခေပြေးအကောင်ပျက်စီးပါလေရော။မိန်းကလေးတွေပျက်စီးရင်ယောက်ျားတွေလိုချက်ချင်းကြီးတိတိတတ်တာမပျက်စီးပါဘူး။တပြေးပြေးနဲ့ပျက်စီးမှုပေါ်လာတယ်။ပျက်စီးယူရင်းမှုကို ပြန်ပြင်ရတာမှလည်းလွယ်မလို့နဲ့ခတ်တယ်။ ပြတ်တတ်တဲ့အထိပ်ပါပဲတကယ်တမ်းမိမစိုးလာရင်ယောက်ျားထက်ကိုပိုဆိုးတယ်လို့ဆိုပါတယ်မိမဖြတ်ရင်ပြည်ပြတ်တတ်တယ်လို့မိမပြတ်ရင်ပြည်လည်းပြတ်တတ်တယ်တဲ့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မိမရီမှာတတ်တတ်စားလဲချက်တော့နှစ်တတ်စားလဲချက်တော့ပေါက်တဲ့နဘူးမတူးဘူးဆိုတဲ့စိတ်မျိုးဝင်တတ်ကြလို့ပါစက်ဥကတောက်တုံးမော်စားလဲချက်ဥကွဲ ဇက်ဥဘော်ကိုကြောက်တုံးကြလဲဇက်ဥကွယ်မဟုတ်ပါလားလီယူဘီအိမ်ထောင်မကြအချို့မိမဆိုးလေးတွေကတွေးကြည့်ရင်ရဲကြပါဘာဖြစ်လို့လဲဆိုတော့လင်းယူပြီးတော့အိမ်ထောင်မကြအောင်လေအဲ့ဒါလို့ခေရတာကလင်းသာယူရဲတာအိမ်ထောင်ကြီးထောင်နေတော့မဝင်ရဲကြအောင်အိမ်ထောင်ဆိုတာက ထောင်မဟုတ်လားအိမ်ထောင်ကြပြီဆိုရင် ထောင်တစ်ခုလည်းရောက်သွားပြီ စီးဆိုတာထားရတယ်အပြိုးစင်ဘဝလိုမလွတ်လပ်တော့ဘူး မိမဆိုးလေးတွေကလင်းယူစင်းကအဲ့ဒီအချက်ကိုလေးလေးနက်နက်ထပ်မစင်စားဘဲနဲ့ပေါပေါဆဆယူခဲ့ကြလေအဆမကောင်းတော့အနောင်မတည်ချဘူးယူလို့လည်းပြီးရောညကစားရှိသေးတယ်အိမ်တော်ရေးပောင်ရဲ့ချုံနောင်ချင်းတန်ကိုမခံနိုင်ကြဘူးအထူးသဖြင့်ထစ်တဲ့ပြဿနာကလင်းစည်းကမ်းကိုဆစ်လို့လိုက်နာနိုင်မိမဲ့အတူနေရတဲ့ရောက်ခမရဲ့ထိန်းဆုပ်မှုကိုမခံနိုင်တာပါပဲ အိမ်မရှိပဲအိမ်တောင်ပြုတ်ကြပြီနေနေရတဲ့ရောက်ခမအိမ်မှာမနေနိုင်အောင်ဖြစ်လာတဲ့အခါမှာဘာတွေဖြစ်လာလဲလင်းယူပြီးအိမ်တောင်မကြဘူးဖြေရောဟွန်းဘယ်နဲ့လင်းယူပြီးဘလို့အိမ်တောင်မကြတာလဲလို့မေးစရာရှိတယ်ဆိုလိုချင်တာကအိမ်တောင်ပြုတ်လိုက်တယ်ဒါပေမဲ့မကြခင်မှာပဲလင်ရဲ့မိဘအိမ်မှာမနေနိုင်တိမခံနိုင်မဲနဲ့သူ့မိဘအိမ်သူ့ပြက်လက်ကောအိမ်တော်ကွဲသလားဆိုတော့လေကွဲတာမဟုတ်ဘူးမကွဲဘဲနဲ့ခွဲနေတာ လင်ယူပြီးအိမ်အောင်မကြကိုဦးကိုအိမ်နဲ့နေဖို့ဆိုတာကကြိုးစားရှာဖွေအာမထုတ်ရင် ရုတ်တရက်လွယ်တာမှမဟုတ်တာ မလွယ်တော့တလတနစ်နဲ့ဇာလာရောလင်ကလင်မိပါအိမ်ကြီးမိမစိုးလေးကကိုမိပါအိမ်ကိုနေဟောအိမ်အောင်တော့ကြတယ်ညများစွာက ကိုအိတ်ရမှာပဲကိုအိမ်နေကြရတယ်တချို့မိန်းကလေးတွေကတော့တမျိုးကတမျိုးကိုလိုက်လာပြီးမှ သူမျိုးသူရောမှာပဲနေခြင်းလို့ကြံပြင်းချင်းကနေလင်ယူပြီးအိမ်အောင်မကြဖြစ်နေတာ အချို့ကအကြီးကြီးတဲ့အိမ်အောင်ကြောင်ဝင်ပခုံးပေါ်မထမ်းကျင်လို့တက်တာရကိုပြန်ကပ်နေကြရကနေလင်းယူပြီးအိမ်အောင်မကြဖြစ်နေတာအဲ့ဒါလိုလင်းယူပြီးအိမ်အောင်မကြတဲ့မိမဆိုးလေးတွေကို မြင်ဘူးမှာပဲအရက်ထဲမှာရွာထဲမှာရှိတတ်ကြရင်တော့အဲ့ဒီမိန်းကလေးတွေက မဆိုးဘူးထင်ရပေမဲ့အသက်မမီပဲနဲ့ဆိုးနေကြတဲ့သူတွေပါပဲမိမဆိုးမဖြစ်ရလေအောင်ကျင်ဖို့ရွေးပြီးတော့လင်းနဲ့အတူနေနိုင်ရမယ်ဖြစ်လာတဲ့ဒုက္ခအဝဝကို အကမသေးခင်ကိုခံနိုင်ရမယ်။လင်မကောင်းမှု꿰ရတာထက်လင်ကောင်းမှလည်းနဲ့အတူမနေနိုင်ဘူးဆိုတာကခက်လာတယ်။လင်နဲ့꿰တာကမှကောင်းသေးတယ်။လင်ယူပြီးအိမ်ထောင်မကျတာကတော့မကောင်းပါဘူး။သူများကလည်းအထင်သေးကို့မှလွမ်းလဲလန်းရတယ်။တကယ်ပါပဲ။လွမ်းရတာကတမျိုးအပြင်းစောင်းလေးဆိုချမ်းမှချမ်းသည်။တရောက်သေးအိတ်မပြောတော့ဟိုကုတ်ဒီကုတ်နဲ့ခြံအောင်ထဲမှာရားရရဲအိတ်လေးပြောမှမဟုတ်ဘူး ရှူတော်မောင်းတော်ဗပောင်းစုံကတွေးရင်ဘလို့မမကောင်းပါဘူးဗျာ။လင်းယူပြီးတော့အိမ်တောင်မကြတဲ့ဘဝမျိုးမဖြစ်ရင်နေပါ။ပဝင်းစင်မအမြင်ဆိုးရုံမက ကို့မှာလည်းမိန်းမဆိုးဘဝကိုရောက်သွားရော။ကို့မှာဘာမှအချို့ကို့မှာဘာမှအချို့ရာဖောက်ပြန်မောင်းရမှုမရှိပေမဲ့အိမ်တောင်ရှင်မင်းကလေးဆိုတာလင်းနဲ့မနေနိုင်ရင်မိန်းမဆိုးဖြစ်တာပါပဲ။ရှောင်းတော့စတုံးပါစနေတဲ့ လင်းစိုးလို့မပါနိုင်တာပဲဖြစ်ဖြစ်ကိုစိုးလို့မပါနိုင်တာပဲဖြစ်ဖြစ်ကျောင်းတော့ကိုစတုံးမပါနိုင်ရင်မိမစိုးလေးဘဝကိုရောက်ရပါတယ်အမှန်တကယ်ကိုပဲလင်းယူပြီးတော့အိမ်တောင်စခြင်းကမိမစိုးစရင်ဝင်ထက်သွားတော့တယ်ဥတိုတဲ့မိမစိုးများဥတိုတဲ့မိမစိုးတွေရှိရဲ့မိမတွေရဲ့မှာဥတိုတဲ့သူများတယ်ဒါပေမဲ့မိမစိုးတွေမှန်သမျှကဥတိုကြတယ်စိတ်တော်သာသေးတဲ့ကြတယ် ဥတုံမှုများလုံးလုံးမိမစုဖြစ်ရတယ်။မိမတွေကခလေးလိုစိတ်သဘောထားတင်းငယ်ချင်းကကိုပိုင်အချက်တစ်ခုလိုဖြစ်နေတယ်လို့ဆရာကြီးပီမိုးနင်းကသမီးကုံကြီးဆိုတဲ့စာအုပ်မှာရေးခဲ့တယ်။သဘောထားမကြည့်တာကမိမတွေအကျဉ်လိုပုံတင်မစုံနိုင်ဘူးနော်။စိတ်သဘောထားမြင့်မြတ်တဲ့မာလေးလုံးပိုင်ရှင်တွေလည်းအများကြီးရှိတယ်။ဥတုံမျိုးသာဥတုံတာပါ။အချို့မိမတွေကမျိုးနဲ့ရိုးနဲ့ကိုဥတုံတာ။မိမအချင်းချင်းဆိုပိုဆိုးတယ်ပိုပြီးဥတုံတတ်ကြတယ်။ အတင်းပြောတာမနာလိုတာဥဒိုတာတွေကမိမအချင်းချင်းမှာပို့ပြီးတော့ပြင်းထန်ကြတယ်။ကောင်မကူကဘလို့ဟိုကောင်မကဘနဲ့ဆက်သဖြင့်ပြောတတ်ကြတယ်။မိကရွဲ့ကအစီအသားပါပါတစ်တစ်ခွက်ခွက်ပြောရတာကိုကဥတိုမျိုးမိမတွေကအရသာတွေ့ကြတယ်လေ။ဝစီဘေဒထီတိုင်းရှာဆိုပြီးတော့ကိုပြောတာကိုခံရတာကိုတော့သတိမပြုမိကြဘူး။ပြောရတာကိုပဲအရသာတွေ့နေတော့တာ။ ငါကဘယ်နေ့ကဘလို့ပြောထပ်လိုက်တာနင်းကဘလို့ပြန်ပြောလာငါသာဆိုထပ်ထည့်လိုက်မှာပဲစသဖြင့်ပြောကြတယ်ယောက်ျားကြီးတယောက်ဖို့ဤတို့ဤနေတွေပြောရင်ရှက်စရာဖြစ်တယ်ယောက်ျားတမ်းမဲ့ဒါလို့ပြောနေရသလားဒါလို့ပြောရင်ထမိန်ဝတ်ပါလားအဲ့ဒါလို့ကဲ့ရဲ့တဲ့ဆက်စင်းခံရတော့တာပဲအဲ့ဒါလို့ကဲ့ရဲ့မှုကိုယောက်ျားတော်တော်များများကကြောက်ရွံ့တဲ့အတွက်ကြောင့်မို့လို့အရာရာမှာမိမတွေတဲ့သဘောထားကြီးနေကြရတာပဲ မိမလို့မိမရစိတ်ထားလို့အပြောခံရမှာကိုယောက်သားတွေကတိတ်လန့်ကြတယ်။ယောက်သားတယောက်ကိုမိမနဲ့နိုင်ပြီဆိုတဲ့ကအဲ့ဒီယောက်သားကအဆင့်နေသွားပြီ။ဦးတို့မိမစိုးတွေကကတိကဖဲ့ကိုပြောတတ်တယ်။ပြောရအောင်လဲသူတို့မျိုးလုံးတွေကဆဆဆဆကြည့်နေတာပဲ။ဟဲ့ဟိုကောင်မဟိုနေ့ကအစိုးကြီးသွားတာ။ကောင်မကဘာဝစ်တာဘသူနဲ့တွေ့တာ။အဲ့ဒါတွေကိုဆဆဆဆကြည့်ပြီးမှပြောတာ။ဦးတို့ရဲ့မိမစိုးကမနာလိုစိတ်ပြင်းထန်နေသူပဲ။ မနာလိုချင်းတင်းထလာတဲ့အခါမှာစကားပြောဥတိုးတဲ့သဘောထားအပြုတ်မှုတွေလုပ်တတ်တယ်။မနာလိုစိတ်ကင်းတဲ့အခါမှာမနာလိုစိတ်ကြောင့်လှတဲ့ရုပ်တောင်မှအယုတ်ဆိုးလာတာမြင်ရတယ်။မနာလိုစိတ်ကစိတ်ကြီးဝင်တာဟန်လုံတာထက်တောင်ဆိုတယ်။အဲ့ဒီကိစ္စတွေကလူအမုန်းဆုံးကိစ္စတွေပဲ။အမျိုးသမီးလောကမှာဂုံတုကုံပြိုင်လုပ်တာကအမျိုးသားလောက ထပ်ပေါ်ပါတယ်။အမျိုးသမီးတွေကဘသူဘလို့ဝတ်တယ်ဘလို့စားတယ် ဘာလုပ်တယ်ဘလို့သွားတယ်ဆိုတာတွေကိုတိတ်လိလာပြီးတော့ပြန်တက်ကြတယ်။အပြိုင်ဆိုင်ကြောင့်လည်းမနာလိုတာဥတိုတာပေါ့။ဥတိုလုံးရင်တော့မိမဆိုးစရင်ဝင်တာပါပဲ။အရက်ထဲမှာဥတိုလုံးနဲ့မိမကဘယ်သူနဲ့မှမသိမြတ်ဘူး။တော်ရုံဥတိုသူမိမစင်းသာပေါင်းလို့ရတတ်ကြပါတယ်။ကိုထက်သားလို့မနာလိုဥတိုတာကနေရင်းထိုင်ရင်းနဲ့အာကုတ်သူစိတ်ပါပဲ။ကိုထက်သားမနာလိုတဲ့လူတွေရှိတယ်။ သူတစ်ပါးကမိမိထပ်ပို့ပြီးတော့နေရဝေးရအစားရတာကိုမရှိုးစိတ်နိုင်တဲ့စိတ်ကလည်းမနာလိုစိတ်ပဲဒူးစရိုက်၁၀ပါးမှာစိတ်ရဲ့ဒူးစရိုက်ကိုအဘိဓါာဆိုတဲ့စကားနဲ့ပြတယ်။အမှန်တကယ်ကတော့အဲ့ဒီဥတို့ချင်းကရင်စရာကောင်းတယ်။မိမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်ကိုယ့်ရဲ့စိတ် ကိုအလွန်သေးတဲ့အကြောင်းပြနေတယ်။ကိုထက်တာမနာလိုဥတို့နေတာကရင်စရာပဲ။ဘာလို့လဲဆိုတော့လောကကြီးထဲမှာကကိုထက်တာတဲ့သူကမရေတွက်နိုင်အောင်ရှိနေတာပဲ။ အဲ့ဒါကိုလိုက်ပြီးတော့မနာလိုနေရင်တော့ကိုပဲမောလို့ဆုံးမှာမဟုတ်ဘူးလေအမန်စင်စစ်ကမနာလိုလို့ဥတိုနေစရာမလိုပါဘူးစဉ်းစားကြည့်ပါလားကိုထက်တာတဲ့သူကိုမတောင်းကိုကလိုလို့ရမလားကိုကလိုလို့ရမှာမဟုတ်ဘူးကိုကိုကိုသာအဲ့ဒီလူထက်တာသွောင်းအောင်ကြိုးစားရမှာသူခင်မွန်ကြီးွားလို့ဟိုမေးမကောင်းစားနေရအောင်ကိုကဘာလို့ဥတိုရမှာလဲသူကိုယ်တိုနဲ့သူပဲ ရင်းမြင့်လို့ကြာတက်တာပဲသူ့အကျိုးခံစားရပုံကို မနာလို့စရာမရှိဘူးမိမရောယောက်ျားပါလူတရဘာမှန်သမျှကသူ့ကုသူနဲ့သူ သူ့အကုသူနဲ့သူလာကြတာပဲအဲ့ဒါကြောင့်တအုပ်နဲ့တအုပ်ကမတူပါဘူးပြဒါတလန်းတန်တလန်းတရွာရဲတလန်းနဲ့နေသူစဲပေါ်မှာဥတိုတာလည်းရှိသလိုညီမချင်းဥတိုတာလည်းရှိတယ်။မနာလိုဥတိုတာကကိုကိုကိုယောဂါရစေတယ်။ညနာအမူရလည်းမလှဘူး။ မနာလိုမှုဥတုံမှုများရာကနေမျက်နာကစူပုတ်လာတော့တယ်။ကြာတော့လူရှောင်ခံရပြီးတော့ကိုယ့်ရဲ့ဥတုံမှုတံကိုကိုယ်ပဲပြန်ခံရတယ်။မိမဆိုးဘဝကိုဥတုံခြင်းကနေရောက်ရှိသွားတဲ့သူတွေရှိတယ်။ကိုကမနာလိုဥတုံတစ်ဖက်ကကိုယ့်ကိုကျင်ဆောင်တဲ့။အဲ့ဒီမှာပိုပြီးအရွက်တိုက်ကြာတော့လူမှုရေးရောစီးပွားရေးရောကြာဆုံးပြီးအဘက်ဘက်ကဆုံးရှုံးမှုတွေဖြစ်တော့တာပေါ့။လောကကြီးမှာသူရထိုက်လို့ရတာပဲရပါစေလို့သာသဘောထားပါ။ စိတ်သဘောထားမသေးတဲ့မှာနဲ့ဥမတို့ပါနဲ့ဥမတို့သဘောထားမသေးတဲ့မိမကောင်းမျိုးကိုယောက်ျားတွေကတိတ်မြန်နိုးတယ်။မိမကြီးယောက်ဟာအခြားမိမတယောက်အပေါ်မှာမနာလိုဥတို့လို့အကျိုးတစုံတရာမဖြစ်ပွားပါဘူး။မနာလိုဥတို့စိတ်ကြောင့်သာကိုယ့်ရဲ့စင်ကြဲတဲ့အာယုံတွေညှဉ်းနှံပြီးတော့ခန္ဓာကိုယ်ကသွေးတောင်ညှဉ်းနှံနေ။အိမ်နီးပါးစမိမတရွာတဲ့နေမိမတယုံနေလုံနေမိမတစည်းတဲ့ရောက်နေတဲ့မိမစဲအပေါ်စည်းကကြည့်တဲ့ရင် ။အဲ့ဒါမှမဟုတ်နှိမ့်ချတဲ့စိတ်နဲ့ပြောတဲ့ရင်အဲ့ဒီမိမဟာအဲ့ဒီရွာအဲ့ဒီစီအဲ့ဒီယုံမှာကြာကြာမရက်တည်နိုင်ဘူး။ရက်တည်နိုင်လဲမသေးခင်မကောင်းတဲ့အပုံနဲ့တထောင်းထောင်းနဲ့နေရတယ်။အချို့ကမနာလို့ဥတိုတာမဟုတ်ဘူး။စိတ်ရင်းကောင်းပြီးမျက်နှာပေါက်ဆိုအပြိုးချမ်းတာ။အဲ့ဒါလိုမိမမျိုးတွေကြတော့အစမှလန့်သွားပြီးတော့ခင်လဲခင်မင်းသွားရောပြောမနာဆိုမနာပုပ်ပွန်လင်းလင်းဖြစ်သွားရော ။မနာလိုဦးတို့စိတ်ကမိမရီမာသားမကယောက်ျားတင်ညာရှင်ကြီးရီမာတော်ရှိတာပဲ။မနာလိုဦးတို့စိတ်ကမိမရီနဲ့တင်ညာရှင်ကြီးရီမာရှိတယ်လို့လူသမဝါဓမ္မဆရာတွေကမှတ်ချက်ထားရှိခဲ့ကြတယ်။မိမိထက်တာမှာကြောမာကိုစိုးရင်ထိတ်လန့်တာ။အညို့အညောင်တက်လာမှာကိုမလိုလားတာ။အရာတွေကမနာလိုဦးတို့စိတ်ကအရင်ခံဖြာထွက်လာတဲ့ညစရိယစိတ်အိတ်သက်စိတ်ဂျာပါဒစိတ်တွေပါပဲ။